လာပါရှင်စံတော်ချိန်ကပတ်စံတစ်ဆက်ပေးနေကြဖြစ်တယ်ဤပညာရေးဝန်စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုပထမဆုံးတစ်ပုံအနေနဲ့ယခုနှစ်မေလလေလူလာထဲမှာကာဗွန်စူးစီးမှုကလူ့သမိုင်းတစ်လျှောက်အမြင့်ဆုံးဆင့်ကိုရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်ဒီနှစ်မေလထဲမှာကမ္ဘာလေလူလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တန်ခွေစုစည်းမှုအဆင့်ဟာလူသမိုင်းတခြားအမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ပါတယ်။ American ပြည်တော်စုစခရစ်သမုဒ္ဒရာဗေဒအင်စတီကျူမှာသိပ္ပံပညာရှင်တွေရဲ့တွေ့ချက်မှုအရ2025ခုနှစ်မေလမှာကမ္ဘာလူလူလာတဲ့ကာဝနိုင်အောက်ဆိုက်စုစည်းမှုအဆင့်ဟာ430ဒသမ2 ppm ထိမြင့်တက်လာတယ်လို့သိရပါဗျ။ဒီအဆင့်ဟာလူသမိုင်းတခြားကမ္ဘာလူလူလာတဲ့ကာဝနိုင်အောက်ဆိုက်စုစည်းမှုအမြင့်ဆုံးအဆင့်ပဲဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုပါဗျ။ တည်ရွလာတဲ့ကာဗွန်အောက်ဆိုက်တန်ခွေစုစည်းမှုကမြန်မာလေကဘာကြီးရဲ့ပူနွေးလာမှုနှုန်းကမြန်မာလာလေးလေးပဲဖြစ်ပါတယ်။ကဘာလေရွလာတဲ့လက်ရှိကာဗွန်အောက်ဆိုက်စုစည်းမှုအဆင့်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း၄.၃တန်းနဲ့၄.၅တန်းကြာကာလကာဗွန်အောက်ဆိုက်စုစည်းမှုအဆင့်နဲ့ညီမျှတယ်လို့လည်းသိပ္ပံပညာရှင်တွေကဆိုပါတယ်။ အဲ့ဒီခေတ်ကာလမှာကမ္ဘာပင်လယ်ရှင်မျက်နှာပြင်ဟာဒီကနေ့ခေတ်တ88ပေပိုမြင့်မားပြီးတော့ပြန်ပြကမ္ဘာအပူချိန်ကလည်းဆက်မှုခေတ်တိုင်မီကာလပြန်ပြအပူချိန်ထက်9ဒီဂရီဖာရင်ဟိုက်ထိရှိခဲ့ပါတယ်ဆလာပြီးတော့ဒုတိယတပုတ်အနေနဲ့အမြင့်ပေ600ကျော်ရှိတဲ့မဟာဆူနာမီလိုင်းကြောင့်2023ခုနှစ်ကတကမ္ဘာလုံး9ရက်ကြာတုန်းခခဲ့ရတယ်ဆိုတဲ့ဇာတ်ကိုတင်ဆက်ပေးသွားပါမယ်။ 2023ခုနှစ်စက်တင်ဘာလကထူးဆန်းတဲ့မြေလွာတုံခါလိုင်းတလိုင်းစက္ကန့်60လေးတစ်ချိန်ကြာ9ရက်ကြာပေါ်ထွက်ခဲ့ပြီးဒီဖြစ်စဉ်ကကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေအတွက်စဉ်းစားစရာကိစ္စတစ်ခုဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အခုတော့ပြည်ထိုင်နိုင်ငံအောက်စပို့တက်တူကသိပ္ပံပညာရှင်တွေဟာထူးဆန်းတဲ့အဲ့ဒီဖြစ်စဉ်ကဘာကြောင့်ပေါ်ပေါက်ခဲ့ရလဲဆိုတာကိုဖော်ထုတ်နိုင်ခဲ့ပါပြီ။2023ခုနှစ်မှာထောက်လန်တွေ့ရှိခဲ့တဲ့ ထူးဆန်းတဲ့မြေလောတုံခါလိုင်းတွေဟာအမြင့်ပေ650လောက်ရှိတယ်။ဆူနာမီရှည်လိုင်းတစ်ခုကြောင့်ပေါ်ထွက်လာတာဖြစ်တယ်လို့လည်းသိပ္ပံပညာရှင်တွေကဆိုပါတယ်။အဲ့ဒီဆူနာမီရေလိုင်းဟာအမြင့်မီတာ1200ရှိတဲ့ရေခဲတောင်တစ်လုံးဂလန်းကျွန်းအရှေ့ပိုင်းမှာရှိတဲ့ဒစ်စင်တောင်ကြားပင်လယ်တွေကိုပြိုကျခဲ့တာကြောင့်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီဆူနာမီရေလိုင်းကြီးဟာဒစ်စင်တောင်ကြားပင်လယ်ထဲမှာပိတ်မိနေပြီးတော့ရှေ့တိုးနောက်ငယ်ဘောင်ပင်ခက်နေတာကြောင့်ဒစ်စင်တောင်ကြားပင်လယ်တလျှောက်900ဂီဂါနျူတန်ရှိတဲ့တက်ရောက်အားကပေါ်ထွက်လာပါတယ်ဒီတက်ရောက်အားရဲ့ရှိုက်ခတ်မှုတွေကြောင့်2023နှစ်စက်တင်ဘာလထဲမှာတော့ကဘာကြီးကကိုယ့်ရဲ့တိုင်တိုင်တုံခါခဲ့ရတာပါလို့ပြည်တိုင်သိပ္ပံပညာရှင်တွေကဆိုပါတယ် ဆက်လက်ပြီးတော့နောက်ဆုံးတစ်ပုံအနေနဲ့တရုတ်ရဲ့ TN12 အာဂါတာရဲ့ပထမဆုံးဓာတ်ပုံကိုရိုက်ကူးပေးပို့တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။တရုတ်အမျိုးသားအာဂါတာအေဂျင်စီရဲ့ TN12 အာဂါတာရှင်ဟာ2060 HO3 လို့ခေါ်တဲ့ဂျိုသိန်းစီကိုပြန်တန်းနေတော့မှပထမဆုံးချိန်ရိုက်ကူးခဲ့တဲ့ဓာတ်ပုံကိုမြေပြင်စကန်ကိုပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။ TN12 ဟာရှင်ပေါ်မှာတက်ဆင်ထားတဲ့ကင်မရာစနစ်တစ်ခုကိုသုံးပြီးတော့ရှင်ရဲ့နေစွမ်းရင်ပြားနှစ်ပြားနဲ့တစ်ပြားကိုရိုက်ကူးခဲ့တာပါ။ ဒီအာကာသယာဉ်ဟာလက်ရှိမှာတော့ကမ္ဘာကျုံနဲ့ကီလိုမီတာ300ကျော်ကောင်းမှရောက်ရှိနေပါတယ်တရားဝန်တူဟာတရုတ်နိုင်ငံရဲ့ပထမဆုံးဂျိုသိန်းနမူနာကောက်ယူရေးအာဂါသယင်ဖြစ်ပြီး2017 H3 ဂျိုသိန်းရဲ့ကြောက်သားနမူနာတွေကိုရယူပေးသွားမှာဖြစ်ပါတယ်။တရားဝန်တူဟာ2017 H3 ဂျိုသိန်းရဲ့ကြောက်သားနမူနာတွေကို2016ခုနှစ်မှာကောက်ယူပြီးတော့2029ခုနှစ်မှာတော့ကမ္ဘာပေါ်ကိုပြန်ပို့ပေးမှာဖြစ်ပါတယ်။တရုတ်အမျိုးသားအာဂါသအေဂျင်စီဟာတရားဝန်တူအာဂါသရှင်ကို မေလ28ရက်မှာ long match 3v ဒုံပြတ်နဲ့လွတ်တင်ခဲ့တာပဲဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့နိပညာရဝစီစဉ်ကိုတော့လောင်းနေပဲရနာပြသေးရှင်နောက်တဲ့ဘက်တွေမှာလည်းအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့စာအုပ်တွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရရှင်။